မင်္ဂလာပါတီချာတီနာဖြစ်ပါတယ်တီချာတီနေ့တင်မှာ grade 12 math ရဲ့ chapter 10လေးတင်နေတာ integration အပိုင်းမှာပေါ့နော်ဒီဒီနောက်ဆုံးအပိုင်းလေးတီချာတို့ method တွေတင်လာတဲ့အထက်မှာနောက်ဆုံးအပိုင်းလေးဖြစ်တဲ့ partial fraction method ကိုရောက်သွားပြီဖြစ်တယ်နော်အဲ့တော့ partial fraction method ကဒါနောက်ဆုံးအခန်းပါပဲအဲ့တော့ integration အခန်းကိုကြည့်ပြီးရင်တီချာတို့ကဒီ method တွေကိုအကုန်မှတ်ထားရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့နောက်မှလာမယ့် chapter 11မှာ area တွေရှာတဲ့အခါမှာဒီချက်တို့က integration ရဲ့အမျိုးအစား formula တွေကအဲ့ဒီ11မှာပါတွဲပြီးမေးမှဖြစ်တဲ့အတွက် integrate လုပ်ရမယ့် method တွေ ਨੇ formula တွေကတော့11 နော် chapter 11အထိဆက်ပြီးသုံးသွားမှာဖြစ်တယ်အဲ့တော့ဒီ chapter 10ရဲ့ integration formula အားလုံးနဲ့ method အားလုံးကိုမှတ်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီချက်ကိုဒီချက်မိတ်ဆက်ခွင့်ပြုပါဒီချက်က grade 10 11 12ကိုပညာဒါနသင်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်အဲ့တော့10 11 12ကလေးတွေကဒီစာလေ့ကျင့်ခြင်းနဲ့သင်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဆိုရင်တော့ဒီချက်ရဲ့ channel ထဲဝင်လိုက်ရင် playlist out ထဲမှာ video တွေကိုဒီချက်တစ်ခုစီ playlist ခွဲပေးထားတာဖြစ်တဲ့အတွက်ကိုကြည့်ချင်တဲ့အတန်းရဲ့ကိုကြည့်ချင်တဲ့ chapter ရဲ့ကိုဗီဒီယိုကာပါလေးတွေမှာကြည့်ပြီးရွေးချယ်ကြည့်ရှုနိုင်ပါတယ် ကိုကြည့်ချင်တဲ့ chapter လေးရွေးလိုက်တာနဲ့အဲ့ဒီကျမ part 1 2 3 4နဲ့ရှိသလား part 2အဲထဲမှာပေါ်လာမှာဖြစ်တဲ့ video cover လေးတွေကိုကြည့်ပြီးတော့မှအောက်ဆုံးထိရှာပေးပါကိုလိုချင်တဲ့ exercise တွေကို cover မှာရေးပေးထားပါတယ်ဒီ Facebook page လေးကိုဒီချက် about out မှာထည့်ပေးထားပါတယ်ဒါဆိုရင်ဒီ channel ရဲ့ Facebook about out ထဲက Facebook link လေးကိုနှိပ်လိုက်ရင် Facebook ကိုလည်း follow လုပ်ထားနိုင်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုဒီချက်ကိုကြည့်မယ်နော် ပါရှယ်ဖရက်ရှင်မက်သတ်ကပါလဲပေါ့နော်ရှိမှတခြားလို့ပြောသွားတာတွေကကြတော့အဲယိုယိုအင်တီဂရိတ်လုပ်လို့ရသလားပေါ့နော်နံပါတ်1အချက်ကယိုယိုအင်တီဂရိတ်လုပ်မလားနံပါတ်2အချက်က transform လုပ်လို့ရမလားနံပါတ်3အချက်ကနံပါတ်3အချက်ကမလုပ်မလဲ substitution တုံးလို့ရမလားနံပါတ်4အချက်ကမလုပ်ပြရမလား integration point part 3မှာလားနံပါတ်5အချက်ကတော့ partial fraction method ကိုတုံလို့ရမှာလားပေါ့နော်အဲ့တော့အရှိက method တွေကတချက်ဘလို့ဘလို့ကြည့်ရမယ်ဆိုတာရှေ့ video တွေမှာလည်းပြောခဲ့ပြီးသားဖြစ်ပါတယ်မကြည့်ရသေးရင်လည်းအရှိက part တွေမှာပြန်ကြည့်ပေးပါ။ကဲအဲ့တော့ဒီချက်တော့ဒီ part ကိုကြည့်မယ်ပေါ့နော်။အဲ့ဒါဆိုကုတီချက်တော့ဒီမှာကြည့်လိုက်ရင်သူ့မှာ method က text theme ကတော့သူကဒီ1နဲ့2နှစ်ခုကိုပဲ formula ပေးထားတာဖြစ်ပါတယ်။ဒါဆိုရင်သူ့အတွက်အောက်ကဟာလေးတွေကသူကနေစင့်ပွားပြီးကလေးတို့သိရမယ့်အချက်ကိုဒီချက်ကထည့်ရေးပေးထားတာဖြစ်တယ်နော်။ မေခွန်ပြောင်းတာတို့မေခွန်လှဲ့တာတို့နည်းနည်းတိုးတာတို့ဆိုရင်ကိုဖြည့်တတ်ရမှာဖြစ်တယ်ပေါ့သူရဲ့သဘောတရားကိုသိစေချင်လို့ဒီအောက်ကမက်သတ်လေးတွေကိုပါထည့်ပေးထားတာဖြစ်တယ်ကဲအဲ့တော့ကြည့်မယ် तू ကဘယ်လိုပုံစံလဲဆိုတော့ partial fraction method က from form of irrational function သူအပိုင်းကိန်းပေးမှာအဲ့တော့အပိုင်းကိန်းလို့ပေးလိုက်ရင်တချို့အစားပေါ့နော်ဒီအပိုင်းကိန်းပေးထားတဲ့ဆိုရင်အစားအစားနဲ့အမြောက်ကရှေ့မှာလေ ုံးခဲ့ပြီးပြီပေါ့နော်ရှေ့မှာတုံးခဲ့ပြီးပြီခြေရှိဝီယာအယ်လန်မော့ချီနဲ့တုံးခဲ့တယ်မဟုတ်လားအဲ့တော့ခြေရှိဝီယာနဲ့တုံးလို့လည်းမရတဲ့အခါမျိုးမှဒါတုံးရမှာပေါ့နော်ခြေရှိဝီယာနဲ့တုံးလို့မရတဲ့အခါမှာအပိုင်းကိန်းညင်နေဆိုရင်အဲမြင်လိုက်တန်တဲ့ခြေကိုရှိတ်ကြည့်တာဝေမရဘူးဆိုရင် departure fraction method ကိုစဉ်းစားရမယ်အဲ့တော့ तू ကဘယ်လိုလဲဆိုတော့အပိုင်းကိန်းပေးထားတယ်ဆိုရင်ပိုင်းခြေရဲ့ထညွန်းကကြီးမယ်ပိုင်းဝေထညွန်းကငယ်မယ်အဲ့ဒီခါမှမှဒါတုံးလို့ရမှာ နော်အဲ့တော့ဘာလို့လဲဆိုတော့ခြေရှိဝေရမှာလည်းအဲ့ဒီအတိုင်းပဲခြေရှိရင်သူကထက်ညွန်ရော့မှာဖြစ်တဲ့အတွက်အပေါ်ကတော့ငယ်ရမှာပဲဖြစ်တယ်နော်အဲ့ဒါဆိုရင်အောက်မှာသူက polynomials အနေနဲ့ဆိုရင်ဒီချေတို့အောက်မှာနှစ်ထပ်ဂိန်းတန်းပေးမယ်ပေါ့နော် 2x2 2x 3နော်ဒီလိုပေးတယ်ပေါ့ 2x 3ပေါ့ဒီလိုပေးထားတဲ့ဆိုရင်ဒီကျတော့ဒါကိုဘာလို့ပေးမလဲစခွဲခင်းခွဲရမှာအပေါ်မှာက x 2ပေါ့ဒီလိုပုံစံပေးမယ်ဒါဆိုရင်ခြေရှိပ်ပြင်မဲ့ဝင်မရဘူးเนาะခြေရှိပ်ပြင်မဲ့ဝင်မရဝင်မရဘူးဆိုရင်ဒီပိုင်းခြေကိုစခွဲခင်းခွဲရမှာเนาะပိုင်းခြေကိုစခွဲခင်းခွဲခွဲကြည့်ပြီးရင် ရလာတဲ့အဖြစ်ပေါ်မူတည်ပြီးတော့မှဒီမှာ method က1 2 3 4 5ဆိုပြီး၅ခုရှိမယ်ဒါတကယ်လို့ပေးတဲ့ polynomials ထညုံကိန်းเนาะကိန်းတန်းလေးကိုကြည့်ပြီးတော့မှခွဲရမှာဖြစ်တယ်အဲ့ဆိုရင်စခွဲကိန်းခွဲလိုက်လို့ဒီကျလို့ဒီမှာ x2 2x 3လို့ပြောလိုက်ရင်မရမလဲ x minus, uh, x 3တကွင်း3 3တလီပေါ့เนาะ3တလီ ါမှ3နဲ့1တို့နှစ်ကြမှာ哦เนาะဆိုတော့ plus ကြီးခြင်းနဲ့အတွက် plus ဆိုတော့ x plus 3နဲ့ x minus 1ဆိုရင်ဒီမှာ plus 3ဆိုဒီ3ရဲ့ဒီ1ရဲ့ကမတူဘူးအဲ့လိုမတူညီတဲ့ gain နှစ်ခုရမယ်ပေါ့เนาะအဲ့ဒါပထမနံပါတ်1မတူညီတဲ့ gain နှစ်ခုဆိုတာကဒီမှာ a နဲ့ b ဒီ plus 3နဲ့ minus 1เนาะအဲ့လိုမတူတဲ့နှစ်ကွင်းရခဲ့မယ်ဆိုရင် အဲကြောင့်ဒီမှာရေးပေးထားနော် where a not equal b ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါမတူညီတဲ့နှစ်ကွင်းရမယ်ဆိုရင်တဲ့ဒီလိုကဒီ a b ကိုကိုထည့်လိုက်တဲ့အပိုင်းကိန်းလေးနော် a ပိုင်းပထမတကွင်းလို့မှတ် B ဘိုင်ဒုတိယတကွင်ပေါ့နော်ကိုခွဲလိုက်တဲ့နှစ်ကွင်းရဲ့ A ဘိုင်ပထမတကွင် B ဘိုင်ဒုတိယတကွင်ဘာလို့လဲကိုခွဲလိုက်တာက x - a x - b ရမှာမဟုတ်ဘူးလေဂိမ်းလုံးရမှာဒါဆိုအခုဒီချက်ဒီမှာကရလာတဲ့ဒီချက်ရထားတာဆိုရင်ဘယ်လိုဖြစ်သွားမလဲဖော်မြူလာက A ဘိုင်ပထမတကွင်ဆိုတာ x + 3 b ဘိုင်ဒုတိယတကွင်းဆိုတော့ b ဘိုင် x 1ဒီလိုယူပြီးတွက်မှာအဲ့ဒီမှာပြဿနာမရှိဘူး x 1ကို a အောက်ထားပြီးအဲ x + 3ကို b အောက်ထားမိလည်းရတယ်။အောက်ဆုံးကျရင်အဖြေကအတူတူပဲပြန်ထွက်မှာဖြစ်တယ်နော်။အဲ့တော့ဒကွင်းစီကိုဒီချက်မှတ်တလို့လေးမှတ်လိုက်ရင်လွယ်သွားမယ်ပေါ့နော်။အဲ့တော့ပြန်ပြောပြမယ်။ဒီချက်တော့အပိုင်းဂိမ်းတစ်ခုရက်ရှိတယ် fraction တစ်ခုပေါ့နော်။အစာဂိမ်းအဲ့ဒီအပိုင်းဂိမ်းမှာစခွဲဂိမ်းခွဲလိုက်မယ်။ဘိုင်းခြေကိုနော်။ဘိုင်းခြေကိုစခွဲဂိမ်းခွဲလိုက်လို့ ရလာတဲ့နှစ်ကွင်းဟာမတူရအောင်ပေါ့နော်မတူတဲ့နှစ်ကွင်းရမယ်ဆိုရင် A ဘိုင်းပထမတကွင်း plus B ဘိုင်းဒုတိယတကွင်းနော်ဒါနံပါတ်1အတွက် ရမယ်နော်ပြန်ပြောမယ်နော်ဒီချက်တို့မှာပိုင်းဝေရငယ်မယ်နော်ပိုင်းဝေရထညွန်ကငယ်မယ်အောက်ကပိုင်းချီရနှစ်ထပ်ပိုင်းဝေရတစ်ထပ်ပေါ့နော်ဒီဂရီတစ်ခုညော့မယ်ဒါဆိုရင်ဒီချက်တို့ပိုင်းချီရနှစ်ထပ်ကိုနှစ်ကွင်းခွဲလိုက်တဲ့အခါမှာမတူညီတဲ့စာခွဲကိန်း factor နှစ်ကွင်းရမယ်အဲ့ဒီရတဲ့မတူတဲ့ factor နှစ်ကွင်းဆိုရင် a ဘိုင်ပထမ factor b ဘိုင်ပထမအဲဒုတိယ factor ဒါမှမဟုတ် a ဘိုင်ပထမတစ်ကွင်း b ဘိုင်ဒုတိယတစ်ကွင်းဒါနံပါတ်1 method နံပါတ်2 method က ဲ့လိုပဲနှစ်ထပ်ပဲတိုးတော့အဲ့ဒီနှစ်ထပ်ကတချို့လူစခွဲကိန်းဖွဲလိုက်တဲ့အခါမှာတော့ post square ရလာတာမျိုးနော်အဲ့တော့အတိပယ်ကပါလဲဆိုဥပမာအပေါ်မှာက x 2ပဲဆိုပါဆိုဥပမာပြောတာနော်ဟိုမှန်ပြီပြောလိုက်တာအောက်မှာရှိတာက x 2 4ဒါဆိုရင်ဒီချက်ရော x square minus 4လို့ပြောလိုက်ရင်နောက်က4ဒီနဲ့နှစ်ထပ်မလားဒါဆိုရင်ဒါဆိုရင်ဘာထွက်လဲအပေါင်းတစ်ကွင်းနှုတ်တစ်ကွင်းထွက်တယ်နော်ဒါဆိုဘာရလဲ x square sorry x plus 2တို့ကွင် x minus 2တို့ကွင်နော် x plus 2တို့ကွင် x minus 2တို့ကွင်ဒါဆိုလဲတချို့မတူတဲ့နှစ်ကွင်အဲ့ဒါဆိုနံပါတ်1နဲ့အကျုံးဝင်တယ်နော်နံပါတ်1နဲ့အကျုံးဝင်တယ်နောက်နှစ်ခုဒီမတူဘူးနှစ်ကွင်မတူရင် a ဘိုင်းပထမတကွင် b ဘိုင်းဒုတိယတကွင်အဲ့ဒီပထမဒုတိယဒီကိုအရင်ရေးတဲ့ဟာကြိုက်တဲ့ဟာအရင်ရေးအဲ့ဒါရတယ်နော်နောက်တစ်ခုကဒီချို့စခွဲကိန်းခွဲလိုက် the whole square ထွက်လာတာမျိုးရှိတယ် เนาะสอควายกินควายไล่တဲ့ခါတော့ whole square ထွက်တယ်ဆိုပါလေ x square 2x 1ဆိုပါစို့เนาะအပေါ်ကတော့ကြိုက်တာရှိလိမ့်မယ်เนาะအပေါ်မှာကြိုက်တာပေးလိမ့်မယ်ဒါဆိုဒီအောက်လေးကိုဒီချက်စอควายกินควายလိုက်ရင်ဘာရမှာလဲ x တက်တလီနဲ့ပဲခွဲမှာမလားတင်းနဲ့တက်ပေါင်းနှစ်ဆိုတော့ x 1 the whole square ထွက်တယ်အတိတ်ပဲကတော့ x 1နှစ်ကွင်းထွက်တာနော် x 1နှစ်ကွင်းထွက်တာအဲ့လိုမျိုး the whole square တူနေတဲ့နှစ်ကွင်းထွက်ခဲ့မယ်ဆိုရင်တဲ့ a by ပထမတကွင်း A ဘိုင်းတကွင်းလို့မှတ်ရင်လည်းရတယ်ဒီနှစ်ကွင်းလေးရပါတော့။ဒူရာနှစ်ကွင်းရမှာဟုတ်။အဲ့တော့ A ဘိုင်းတကွင်းနဲ့ B ဘိုင်းတော့ whole square လို့မှတ်လိုက်နော်။ A ဘိုင်းတကွင်း B ဘိုင်းတော့ whole square ။ပြန်ပြောပေးမယ်။ teacher စခွဲကိန်းခွဲမယ်။ပိုင်းခြေကိုစခွဲကိန်းခွဲလိုက်တဲ့အခါမှာတူညီနေတဲ့ကွင်းနှစ်ကွင်းရခဲ့မယ်ဆိုရင် factor နှစ်ခုတူခဲ့မယ်ဆိုရင် A ဘိုင်းတကွင်း B ဘိုင်းတော့ whole square a ဘိုင်တကွင် b ဘိုင်တ whole square ဒါဆိုအခုဒီချက် x plus 1နှစ်ကွင်းရခဲ့တယ်ဆိုရင်သူရဲ့ formula လေးကဘယ်လိုဖြစ်သွားမလဲ a ဘိုင် x plus 1 a ဘိုင်တကွင် plus b ဘိုင်တ whole square ဆိုတော့ b ဘိုင် x plus 1 the whole square ဒီလိုရမှာအဲ့ဒါသူရဲ့ formula ရပြီနော်အဲ့ဆိုဒီချက်တို့ဒါ1နဲ့2ပေါ့နံပါတ်3ကကြတော့ဗာလဲ အောက်က၃ထပ်ဖြစ်သွားမယ်เนาะအောက်က၃ထပ်ဆိုတော့ x cube လို့ပြီးမှာပေါ့เนาะ x cube နောက်ကကြိုက်တာတွေဖြစ်လိမ့်မယ်တရားစခွဲကိန်းခွဲဖို့အတွက်ကเนาะဒါဆိုကြိုက်တာဖြစ်မယ်ဆိုတစ်ထပ်လာမယ်နှစ်ထပ်လာမယ်ပေါ့เนาะဒါဆိုဒီမှာဒီမှာမြောက်ဖို့ကိန်းတစ်ခုရှိမယ်ပေါ့ဒါကနှစ်ထပ်ဖြစ်မယ်နော်နောက်ထပ်တစ်ထပ်ရှိမယ်တစ်ထပ်ရရှိမှလည်းမြောက်ဖို့ကိန်းတစ်ခုလာမယ်ပြီးရင် constant လာမယ်ပေါ့နော် အာ constant လာမယ်ပေါ့အဲ့လိုလာပြီဆိုရင်ဒီလိုကိန်းတန်း၃ထပ်ပြီးရင်တော့အပေါ်ကနှစ်ထပ်ဖြစ်ရတော့မှာပေါ့နော်ဘာလို့လဲသူ့ထက် degree 1ညော့ရမှာ power တစ်ထပ်ညော့ရမှာအဲ့ဒါဆိုရင်အခု teacher တို့ကသူ့ကိုဒီပိုင်းခြေ၃ထပ်ကိုခွဲတဲ့အခါ၃ထပ်ကိုခွဲရင် factor ဘယ်နှကွင်းရမှာ သုံးခွင်ထွက်မှာเนาะအဲ့ဒီသုံးခွင်ထွက်တဲ့နီးလေဖက်တာရှာနီးလေးတွေကကလေးတို့တင်ပြီးသားဖြစ်တယ်တကွင်းရှာနောက်ထပ်နှစ်ခွင်လိုချင်ရင်စားပေးလိုက်เนาะရတဲ့တကွင်းနဲ့ဂိမ်းတန်းကိုစားပေးလိုက်ရင်စုပေါင်းသုံးခွင်ရမှာဒါတွေက grade 10မှာရော11မှာတင်ခဲ့ပြီးသားဖြစ်တယ်เนาะ11မှာဖက်တာခွဲနီးတွေကောင်းကောင်းတင်ခဲ့ပြီးသားဖြစ်တယ်အဲ့ဒါစားနီးတွေလည်းတည်ပြီးသားဖြစ်တယ်ပေါ့เนาะအဲ့ဒါဆိုသုံးခွင်ရမယ် ဲ့ဒါဆိုအဲ့ဒီလို၃ခွင်ရခိုင်းရင်တော့အပေါ်က၂ခွင်လို့ပဲ၃ခွင်ရှိနေ A ဘိုင်းတစ်ခွင် B ဘိုင်းဒုတိယတစ်ခွင် C ဘိုင်းတတိယတစ်ခွင်သူကဒီလိုသွားမှာနော် e ဘိုင်းပထမတကွင်း b ဘိုင်းဒုတိယတကွင်း c ဘိုင်းတတိယတကွင်းဒါက၃ထပ်ပေးခန့်ဒီစရို၃ကွင်းခွဲလိုက်ပါเนาะအဲ့ဒါ uu တကွင်းနံပါတ်၁လိုမျိုးပေါ့เนาะနံပါတ်၄မှာကကြတော့ချေတို့ဒီ grade 11မှာတော့က remainder and factor theorem မှာဒီချေတို့တွက်ခဲ့တဲ့အခါမှာ အဲစားလိုက်တဲ့အခါမှာပေါ့နော်၃ခွင်းခွဲလို့စားလိုက်တဲ့အခါမှာတခွင်းရင်နောက်ကနှစ်ထပ်ရင်ရတယ်မဟုတ်လား a2 bx c ဒီလိုရတဲ့အထဲမှာဒီနောက်ကဂိမ်းဒီခွဲလို့မရတဲ့ပုံစံမျိုးရှိတယ်နော်ထပ်ခွဲလို့မရတော့တာသူထပ်ခွဲလို့မရတော့တဲ့ပုံစံမျိုးရှိတယ်ဒါဆိုရင် तू ကနောက်ကနှစ်ထပ်တော့ဟုတ်တယ်နှစ်ခွင်းထပ်ခွဲလို့မရဘူးဒါဆိုရင်နှစ်ခွင်းပုံစံပဲဖြစ်နေတာပေါ့အဲ့ဒီခါကျရင် तू ရဲ့ formula ဒီ a ဘိုင်ပထမတစ်ခုเนาะ a ဘိုင်ပထမတစ်ခုဆိုတာဒါလေး နော် B ဘိုင်က the whole square ဒီနောက်ကနှစ်ထပ်ကိုယူမှာပေါ့နော် B ဘိုင်ကဒီနောက်ကနှစ်ထပ်ကွင်းကိုယူမှာဆိုတော့ B ဘိုင်နဲ့မရတော့ဘူးဘာလို့လဲသူကဒီမှာ PX block Q ဆိုတဲ့ပုံစံမျိုးဖြစ်ရမှာဖြစ်တဲ့အတွက် BX + C ဘိုင် X square + BX + Z လို့ဖြစ်လာလိမ့်မယ်ရမလား နော်တန်ရမယ်နော်အဲ့ဒါတကူရပြီတခါနောက်တကူနောက်တကူကကြတော့တချို့လိုအဲ့လိုသုံးထပ်ပဲသုံးထပ်ကိုမှနှစ်ကွင်းခွဲလိုက်တဲ့အခါမှာနှစ်ထပ်တကွင်းရတယ်နှစ်ထပ်ဆိုတူနေတာနှစ်ကွင်းပေါ့နော်တူတာနှစ်ကွင်းနဲ့နောက်ကတကွင်းနဲ့ပေါ့အတိအပယ်ကတော့ဥပမာ x 2 x 2 x + 1ဒီလိုသုံးခုထွက်တယ်။ဒါဆိုဒီ x - 2နှစ်ခုက2တဲ့အတွက် x - 2 the whole square ထွက်မှာ။ဒါဆိုရင်အဲ့လို the whole square ထွက်တဲ့တပိုင်းကိုယူလိုက်ရင်ရှေ့က the whole square ပုံစံယူမှာဖြစ်တဲ့အတွက် a ဘိုင်းတခွင် b ဘိုင်း the whole square မှာလား။နော်ဒီမှာ a ဘိုင်းတခွင် b ဘိုင်း the whole square ကိုယူတယ်။ပြီးရင်နော်ဒါပြီးသွားပြီနော်ရှေ့ရနှစ်ထပ်အတွက်ပြီးသွားပြီနောက်ကတခွင်အတွက်က c ဘိုင်းကျန်တဲ့တခွင်ပေါ့ နော်စီးပိုင်းကြံတဲ့တခွင်ဒါတွေကသူ့ရဲ့ formula အားလုံးပဲပေါ့ဒါ partial fraction ရဲ့ method formula အားလုံးဖြစ်တယ်ရမလားကဲဟုတ်ပြီအဲ့ဒါဆိုဒီချက်တို့တစ်ခေါက်တစ်ချက်ပြန်ပြောပြပါမယ်ဒီချက်တို့မှာ integrate လောက်ခိုင်းတဲ့ gain ဒီအစားဖြစ်နေတယ်အစားခုမှာဒီချက်တို့ခြေရှိပ်ကြည့်တဲ့အခါဝေမရဘူးဆိုရင် partial fraction ကိုသုံးမယ် partial fraction သုံးတဲ့အခါမှာဘိုင်းခြေဒီငှက်ထဆိုဘိုင်းဝေကတစ်ထပ်ဖြစ်ရမယ် နေရမယ်ပေါ့နော်ဘိုင်းချီ၃ထပ်ဆိုဘိုင်းဝီရ၂ထပ်ဖြစ်ရမယ်ဘိုင်းချီ၁ထပ်ဆိုရင်ဘိုင်းဝီက constant ဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်မယ်အဲ့ဒါဆိုရင်ဒီစလိုကသူ့ကိုမလုပ်ပြရမလဲဘိုင်းချီကိုစခွဲကိန်းခွဲမတူတဲ့2ကွင်းထွက်ခဲ့မယ်ဆိုရင် A ဘိုင်းပထမတကွင်း B ဘိုင်းဒုတိယတကွင်းတူညီနေတဲ့2ထပ်ထွက်ခဲ့မယ်ဆိုရင်အဲ A ဘိုင်းတကွင်း B ဘိုင်း the whole square ပြီးရင်သုံးထပ်ပေးခဲ့မယ်ဆိုသုံးထပ်ကိုသုံးခွင်းခွဲလိုက်မယ်ရလာတဲ့သုံးခွင်းတိမတူဘူးဆိုရင် A ဘိုင်းတကွင်း B ဘိုင်းဒုတိယတကွင်း C ဘိုင်းတတိယတကွင်းတခါစခွဲကိန်းခွဲလိုက်လို့ပထမတကွင်းရဲ့ဒုတိယကစခွဲကိန်းထပ်ခွဲလို့မရတော့ဘူးဆိုရင် A ဘိုင်းပထမတကွင်းနဲ့ B+ BX+ C ဘိုင်းနောက်တကွင်းเนาะတခါသုံးထပ်ကိုပဲစခွဲကိန်းခွဲလိုက်ရင်တူနေတာ နှစ်ကွင်းเนาะတူနေတာနှစ်ကွင်းနဲ့နောက်တစ်ကွင်းနဲ့ရခဲ့မယ်ဆိုရင် A ဘိုင်းတစ်ကွင်း B ဘိုင်းတစ်ဟိုးစကွဲပြီးရင် C ဘိုင်းနောက်ဆုံးတစ်ကွင်းပေါ့ဒါပဲရမယ်เนาะအဲ့တော့တွက်နီးလေးကိုမှတ်ရအောင်ဒီလိုเนาะတွက်နီးလေးမှတ်မယ်တွက်နီးကဘာလဲဆိုတော့ ပိုင်းခြေကိုစခွဲကိန်းခွဲမယ်ခုနပြောပြီးပြီเนาะပိုင်းခြေစခွဲကိန်းခွဲပုံစံအရင်ဆုံးဒါနံပါတ်1နံပါတ်2က formula ပြ formula ပြောင်းဆိုခုန A ပိုင်းပထမတကွင်းလို့เนาะ B ပိုင်းဒုတိယတကွင်းဆိုတော့ formula ပြောင်းပြောင်းခိုင်းတာเนาะဒီ formula လေးကိုပြောင်းလိုက်တဲ့စာခွဲကိန်းခွဲပြီးရင် formula ပြောင်းပြီးသွားရင်တချို့တို့ဒီမှာ a နဲ့ b ကကိုကိုထည့်လိုက်တာဖြစ်တယ်เนาะ constant အနေနဲ့ကိုဖကိုထည့်လိုက်တာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီ a ကိုဘာလုပ်မလဲ ရှာရမယ် B ကိုရှာရမယ် A တန်ဖိုး B တန်ဖိုးရှာပြီးမှဒီမှာလပြန်စားသွင်းပြီး grade ပေးလိုက်မယ်ဒါဆိုရသွားပြီเนาะအဲ့တော့တစ်ခေါက်ပြန်ပြောမယ် teacher တို့ partial version method တွတ်တဲ့အခါမှာ20ဒီ၄စင်းရှိမယ်နံပါတ်1အစင်ကပိုင်းခြေကိုစာခွဲခိုင်းကိုဟဲ့နံပါတ်2အစင်ကကိုတိထားတဲ့ formula ပြောင်းနံပါတ်3အစင်ကကိုထားခဲ့တဲ့ constant ab တွေကိုရှာရလာပြီဆိုအစာသွင်းပြီး grade ဒါပဲနံပါတ်၄စက်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်နောက်ဗီဒီယိုမှာဒီချက်တွက်ထားတဲ့ပုံစံလေးကိုလိုက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ